အာအလုံးအလုံးပဲကြာကျွန်တော်ဒီနေ့ဟိုအော်တိုဘာ၂ရက်နေ့ညတော့ရုပ်သံမတင်မတင်ဆက်နိုင်တဲ့ကိစ္စနဲ့ပတ်သက်လို့ရှင်တော့အလုံးကတော့လမ်းပြီးတောင်းမှာလေဘာလို့လဲကျွန်တော်အော်တိုဘာ၂ရက်နေ့မှာဟိုအော်တိုဘာ၂ရက်နေ့မှာကျွန်တော်ကအိန္ဒိယတည်းပြန်ထွက်လာမှဖြစ်တယ်လို့ကျွန်တော်ရောက်နေတဲ့ခုဒီသိထဲမှာဆိုတော့ဒီသိထဲနဲ့ရုပ်သံပြောဖို့မဖြစ်နိုင်ဘူးဖြစ်နေတဲ့ခါကျတော့ကျွန်တော်တင့်တော်သူလေးပြောဖို့ခက်တဲ့ခါတရင်လေးဖတ်ဖို့လည်းအချိန်မရှိတဲ့ခါကျတော့ကျွန်တော် flight ကဟိုလေးစိတ်က20အဲ20ပြောင်းစီရတာဆိုတော့ညာ20ပြောင်းစီရတာဆိုတော့ဥပမာဆိုကြတော့ ကျွန်တော်တို့ဘန်ဂလောဘန်ဂလောပေါ့နော်ဘန်ဂလူးလူလို့ခေါ်တယ်ဘန်ဂလောဘန်ဂလောလေးစိတ်ကနေပြီးတော့ကျွန်တော်တို့ကလကတာလေးစိတ်ကလကတာလေးစိတ်ကနေမှကျွန်တော်ပြန်ပြီးတော့ကျွန်တော်ရန်ကုန်ပြန်ဆင်းရမှာဆိုတော့အခါကျတော့ကျွန်တော်ဘလို့မှအမမမီဘူးအချိန်ကောင်းမီဘူးပေါ့လေမမီတဲ့အခါကျတော့လမ်းမှာတော့တော့ traffic traffic ဘယ်လိုကော traffic မို့တော့ကျောက်လမ်းမှာအာလေရင်လေစိတ်ပေါ်မိအောင်လို့တော့တော့သွားလာနေရတာဆိုတော့ legacy အတွက်ဆိုရင်ဒီဦးတစ်ချက်ကရုပ်တံပြောဖို့လည်းအဆင်မပြေဘူးတင်းဖတ်ဖို့တော့အဆင်မပြေပါဘူးအဲဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့ရုပ်တံမပြောပြတာကိုတောင်းပါပါတယ်နောက်နေ့ကျမှကျွန်တော်အတွေးချကြီးပြောပါမယ် အဲကျွန်တော်ဒီနေ့တော့စိတ်မကောင်းတော့ဆရာကြီးဦးလုံးကျော်ကိုလွန်သွားတဲ့ကိစ္စလေးကျွန်တော်သိရပါတယ်။ဒီတော့စိတ်မကောင်းပြရပါတယ်။တက်လက်96နှစ်ရှိပြီဆိုတော့အာသူ့အရွယ်ကတော့ကျွန်တော်တို့96နှစ်ဆို96နှစ်အရွယ်နဲ့လည်းလုံးကြီးပြီအဲဖြစ်သွားပြီးကျမကြီးဘိုင်းဆိုင်ချိန်ကလေးရှိမှာပါဗျာ။ဒါကတော့ကျွန်တော်ဒီသက်ရွယ်ရောက်ရင်ကျွန်တော်တို့ကိုယ်တိုင်ဒီသက်ရွယ်ရောက်ရင်ဒီလိုဖြစ်မှာပါ။ ဆိုဆိုင်ဦးလုံးကျော်ကလုံးသုံးပါမှုကြောင့်တော့ကျွန်တော်တည်ရချတည်ရတဲ့အစဉ်ကောင်းဖြစ်ရပါတယ်။ပကြီးနဲ့ပတ်သက်ရင်မပြောစရာကောင်းပါလေ။တိုက်ပြီးတော့ဒေနာတပါပါ။သို့တော်လည်းအဲလူဟာကျွန်တော်တို့ကဘလို့ပဲဖြစ်ဖြစ်ခြေတစ်ခုရောက်ရင်တော့ကျွန်တော်တို့ဘလောက်ပဲတကူသာထောင်တော့ကထောင်တော့ကခြေတစ်ခုရောက်ရင်အားလုံးကကလုံးသုံးပါတော့တယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့လည်းတော့အချိန်တစ်ပြည့်ချင်းသွားမှာဖြစ်ပါတယ်။အဲ့တော့ဘာလို့ပြောအားလုံးပဲဟိုကိုကိုကိုနေတိုင်းနေတိုင်းပြောအောင်လုပ်ကြပါဘောစိတ်ချမ်းသာအောင်လုပ်ကြပါ။ဒါလေးပဲကျွန်တော်ပြောချင်တယ်။အဲ့တော့ဒီနေ့ရုပ်သံမပြောပြတာလေးကိုမပြောပြကြောင်းလို့ဒါလေးလမ်းပို့ပြီးတော့ခင်ဗျာ။